အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော် YouTube channel ကနေနေထွေးစွာကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ Dolphin ပါအခုဖက်ပြမှာကတော့ဆာကြီးရွှေဦးတောင်ရေးသားထားတဲ့တစေ6တီဆိုတော့တိုက်ကြီးတဆောင်နဲ့ပတ်သက်၍မောင်ဆန်ရှားစုံထောက်ပုံဆိုတဲ့စုံတော်ဦးဆန်ရှားဝတ္ထုတို့တပုတ်ရဲ့စက်သိမ်းပိုင်းကိုဖက်ပြမှာဖြစ်ပါတယ်နားဆင်ပြီးကြပါခင်ဗျာတစေ6တီဆိုတော့တိုက်ကြီးတဆောင်နဲ့ပတ်သက်၍မောင်ဆန်ရှားစုံထောက်ပုံစက်သိမ်းပိုင်း ခမရတို့ရလည်းမန်းစရာအကြောင်းရှိတာပါပဲဒီလိုအတွေ့အကြုံဆက်လက်ပြီးမောင်းရောင်းနေအကြောင်းကိုမစုံထောက်ဘူးလားကိုဆန်ရှာအာဘာပြောစရာရှိတယ်လဲကိုသိမ်းမောင်ရဲ့ကျုပ်အကြောင်းသိတာရယ်မဟုတ်လားကျုပ်ကအဆက်ကလေးတစ်ခုမှတွေ့မှဖြင့်မိကိုချက်ချောက်လိုက်တာကြီးပဲဘယ်တော့မှစိတ်မကျင်နဲ့ပဲမနေတတ်ဘူးဒါပေမဲ့အခုတိုင်းပဲကျုပ်လည်းမပြင်းမရည်မဲ့အိမ်မနေစုံစမ်းထောက်လန်းပြိမဲ့ဒီခိုးမှုနဲ့ပတ်သက်ပြီးအခြားပေါင်မနေသူပတ်သက်တယ်လို့ စဦးတယောက်ကမှပေါ်ပေါက်မလုပ်နိုင်သေးဘူးဗျပလေးတွေကလည်းတခိုးတွေကဒီနားကမဟုတ်ဘူးတဲ့အနောက်ချောင်းစီကတော့၎င်းတန်ရဝတီနေကတော့၎င်းဖြစ်ရမယ်တဲ့ဒီလိုထင်ရှားတဲ့အတိုင်းအဲ့နေတွေမှာခိုးရပါရွှေရငွေတွေတွေကိုရောင်းချကြမလားလို့စုံစမ်းထောက်လန်းခိုင်းနေတာပဲကျုပ်ကတော့တခိုးတွေကဒီနေတနေကလာရောက်ပြီးခိုးယူချသူပြီဖြစ်ကြပြီတဲ့မြမပြည်အတွင်းမှာထင်ရှားတဲ့အထယ်တွေကိုရောင်းဝင်ကြမယ်မဟုတ် ူရီးယားပြည်ရှမ်းပြည်နယ်ကိုသာတွားရောက်ထုတ်ခွဲကြလိမ့်မယ်လို့ထင်တယ်။ဒါပြင်တကိုးတွေကရန်ကုန်မှာမရှိကြတော့ဘူးလို့ဆိုရမှာပေါ့။အဲ့လိုလားကိုဆန်ရှာ။ကျောက်ကတကိုးတွေကအဝေးကလာရောက်ခိုးခြားသူတွေဖြစ်တယ်လို့ဝန်ခံပေမဲ့ဒီခုံမှုပေါ်ဖို့အကြောင်းကရန်ကုန်မှာပဲရှိမယ်ထင်တယ်။မောင်ရောင်လေးကိုတခုတော့ပေါင်းပြီးရင်သူတို့အလိုရှိတယ်လို့အတုံးချတယ်ဆိုတာကိုချုပ်ကကောင်းကောင်းကြည့်ယုံကြည်နေ ဒါကြောင့်မောင်ရောင်ဒီကူတာအရာအမိတွေ့ပြီးဒီအမှုပေါ်ပေါအောင်ကျုပ်တော်ဆုံးထောက်ပါပဲထို့သို့ပွဲစားချီဥတာပေးတိုက်ကိုဖောက်ထွင်းရေးခိုးခြင်းနှင့်ပတ်သက်သမျှမောင်ဆန်ရှားဆုံးထောက်စဉ်တစေ6တီဟုကြော်ကြားနေသော တိုက်အင်ကြီးအကြောင်းကိုလည်းကျွန်တော်တို့ကြားသိရပါသည်တို့ရရင်ကျွန်တော်နှင့်မောင်ဆန်ရှားနှစ်ယောက်စလုံးကပင်တစေတို့နှစ်တို့ကိုများစွာယုံကြည်ခြင်းမရှိကြ၍ 36တီဆိုသောတိုက်ကြီးအကြောင်းကိုလည်းမယုံကြည်ကြပေ။သူဖြစ်ရထိုအကြောင်းကိုများစွာဂရုမစိုက်ကြပေ။ဤမြလာကောင်းသောတိုက်အင်ကြီးမှာနာမည်မကောင်းဖြစ်ရ၍အများကမိခဲ့သော36တီဟုပြောကြ၍လူအများကယုံကြည်နေကြသည်ဖြစ်သောကြောင့်ပေါင်းဆန်ရှားကအချိုးအချောင်းအဖြစ်ပြန်မှန်ကိုသိရအောင်စုံစမ်းခြင်းသောစိတ်ရှိပါတော်လဲ။ယခုဆုံထောက်နေရသောကိစ္စကြီးကမပြီးမပြတ်သေးသောကြောင့်စုံစမ်းခြင်းမပြုလုပ်နိုင်ပေ။ ကလေးများသည်ထိုတိုက်ရင်ကြီးအနည်းတို့ကြောက်သွားကြသဖြင့်ညီတို့ကြောက်ရွံ့ထိတ်လန့်ခြင်းဖြစ်၍တက်ချက်ကြသည်လယ်သမားများလဲမောင်းရင်းထိုအိမ်ပြက်ကြီးဝင်အတွင်တွင်တဆေလိုလိုတရဲလိုလိုလှူရှားသွားလာကြသည်ကိုမြင်ရှားရသောအခါစက်သိမ်းမွေးညင်းထ၍ကြောက်ရွံ့တုန်လှုပ်ခြင်းဖြစ်ရသည်ဆိုသည့်စသည်တို့ကိုလည်းကျွန်တော်နှင့်မောင်ဆန်ရှားတို့ကြားသိရပါ၏မောင်ဆန်ရှားကပြန်ပြော၍ကျွန်တော်တို့သိရသည်မှာမောင်ရောင်၏အကြောင်းကိုသိလျောက်မောင်ဆန်ရှားကဆုံထောက်၍ သတင်းနှစ်ပတ်မြောက်ဆီရဆီတော်အခါတနေ့တနိုင်ပန်းစရန်လမ်းပေါ်ရင်မောင်ရောင်နေသည့်လမ်းလျှောက်၍အလီနာတော်နေတတ်သော ဖေးရိုက်ကဆွဲ လူရဲ့ခိုးယူတတ်သောလူစိုးနှင့်တရန်တူသောလူတယောက်နှင့်တွဲရည်လာသည်ကိုမောင်ဆန်ရှားသည် တွေ့ရှိရလေသည်မောင်ရောင်နေနှင့်တွဲရည်လာသောသူမှာညအခါမဆူထားပြီးနေ့အခါမှာပင်လူနှင့်ဝေးသောအရ၌ကြောက်တတ်သည့်လူတယောက်ကတွေ့ရှိပါကများစွာထိတ်လန့်တုန်လှုပ်စီလာအောင် ကြမ်းတမ်းသောရုပ်အင်္ကာရှိသည်ဟုဆိုရလေသည်မကြောက်မရွံ့ဘဲရဲရဲဆက်ဆက်သူတစ်ပါးဤပစ္စည်းကိုခိုး၍အသက်ကိုတတ်ရန်ရှိကလည်းသူတထူးဤအသက်ကိုဘာမှမထင်တတ်ဖြန့်ဝိမဲ့သူဖြစ်ရန်လက္ခဏာများစွာရှိသည်ဟုမောင်ဆန်ရှားကဆိုလေသည်မျက်ခုံများကလည်းနှိမ့်နှာခေါင်းကပြား၍တင်းငယ်၏မျက်စိများကလည်းတခိုးမျက်လုံးနှာခမ်းများထူပယိုးများကလည်းမောက်သည်ဖြင့်ရက်ဆက်ကြမ်းကြုတ်၏ရာခဒေါသကြီးလျက် ငိုဘတမားတက်တဲ့ဖြစ်သောလူမိုက်ကြီးဖြစ်တယ်ရသည်ဟု ထိုသူ၏တံတန်းကိုကြည်ချင်းအားဖြင့်အေကန်ယူဆကြရမည်အကြောင်းကိုမောင်ဆန်ရှားကပြောပြ၏တို့ဖြင့်ထိုသူကိုလူသူတော်ကောင်းဟုဘယ်နေရာကိုကြည်၍မြပြောနိုင်ဝရမရှိချေမောင်ဆန်ရှားကမောင်ယောင်နေနှင့်ထိုသူကိုတွားရောက်တွေ့ရှိသောအခါမှာညံ့နေကလည်းအတော်ဆောင်းနေပြီဖြစ်ကြောင်းထိုသူနေရောက်ဒါလဟိုစီလမ်းဘက်သို့ချိုးဝင်ကြပြီးလျှင် မကာရိုဟိုတယ်ဆိုင်ရှိသို့ ရောက်တော့အခါပျောက်သွားကြကြောင်းပေါင်းဆန်ရှားကလည်းနောက်ရောင်ခံရလိုက်လာပြီးတွင်ဟိုတယ်ရှိဟိုတယ်ရှိတွင် အတော်ကြာရှည်စွာရက်နေပြီးမှဟိုတယ်ဆိုင်ဝီလီယက်ခုံများထားရအခန်းကြီးသို့ဝင်ရကြည့်ရာမောင်ရောင်နေနဲ့သူ့အဖော်ပါကြောက်စပွဲဝိုင်းကလေးအနီးတွင်ထိုင်လျက်ဝီစကီနှင့်ဆိုရာမကြာမကြာဝိုင်းများကိုအော်ဒါပေးရမှာပြီးရင်တောက်နေချသည်ကိုတွေ့ရှိရလေသည် ထို့ပြင်လည်းကောင်းလာသည်ဆိုသောအီဂျစ်ပြည်မှ secret များကိုလည်းတဖွာဖွာတောင်းနေချလေသည် ထွဲကောင်မောင်ဆန်ရှားကနေရာချပြီးဒီတခါဖြစ်ပွဲစားကြီးဥတာပေးဤတိုက်ကို ဖောက်ထွင်းရခိုးခြင်းအကြောင်းနှင့်ပတ်သက်သမျှကိုသိရှိရတော်မူဟုအောင်းမေမိလေသည်မောင်ရောင်နေတို့လည်းဟိုတယ်ဆိုင်တွင်နနာကြီးတိတိမြဝီစကီနှင့်ဆိုရာကိုတောက်ခါစီးကရက်ကိုတောက်ခါနှင့်အချင်းကုန်ချလေသည် ထိုသူများစကားပြောချသည့်အခါအလွန်တရားမှတိုးတက်၍၎င်းတို့ဘာပြောချသည်ကိုမောင်ဆန်ရှားမှမချားရနိုင်ပေသူတို့ထား၍ထွက်သွားချသောအခါဟိုတိတ်အပြင်ဘက်တွင်အတော်ပင်မောင်းနေပြီဖြစ်သည်လေကလည်းကြာမိုးကောင်းငင်တစ်ခုလို မိုးသားများဖုံးပြီးလျင်မိုးရွာသွန်းတော့မီဖြစ်နေချောင်းမောင်ဆန်ရှားပါအပြင်ဘက်သို့ထွက်လာသောအခါမိုးဘာဝင်ကြာနေလေပြီမောင်ဆန်ရှားကနောက်ရောက်ခံလိုက်နေသည်ကိုမောင်ယောင်ဤတို့ကမရေမီချချီ ပထမသူတို့နေရာတို့ဒီပန်းစူရန်လမ်းမကြီးကိုပင် ချုံဝင်ရေလောကယမီတားယုံအနီးကကွန်းရဆိုင်တဆိုင်တွင်ကွန်းတရာစီဝဲရေးစားချပြီးတကလာမိယထားကြီးပေါ်မှာပန်းကူတရာကြီးကိုဖြတ်ကူးချလေသည်ကြောင်နေတယောက်လဲပခုံးချင်းရရွေတီးတိုးစကားပြောသွားကြသည်ထွဲကောင်မောင်ဆန်ရှားကထို့သူများသည်ဘဲကိုသွားချမည်နီဟုအံ့အားသင့်လေသည် ထို့သူအံ့အားသင့်သောကြောင့်တဆီ၆သည်ဆိုသောတိုက်အင်ကိုသွားချလိမ့်မည်ဟု ်အနည်းငယ်များမောင်ဆန်ရှားကမထင်မိကြောင်းထုတ်ဖော်ပြောပြလေ။အလန်တင်ဖျားလမ်းမဂျူဘလီဟော့စ်ယုံကြည်ဘက်သို့လျှောက်သွားချပြီးလျင် မြင်းပြိုင်ကွင်းဘေးလမ်းတစ်လျှောက်မှရွှေကုံစီတော်ကြီး၏အနောက်ဘက်လမ်းသို့ရှေးရှု၍သွားကြလေသည်။မိုးကလည်းတဲထန်လာပြီးလျင်အလွန်တရာမှလည်းမောင်မိုက်သောကြောင့်ထိုသူနေရာကိုမဲမဲသာမောင်ဆန်ရှားမှမြင်ရလေသည်တခါတခါသူတို့သည်ရန်တွက်ရင်မိမိတို့အပြင်အခြားသောသူများတွာလာလျက် လမ်းများပေါ်မှာရှိသေးသလားဟူ၍နားစွန့်ကထောင်ကြသောအခါမှာမောင်ဆန်ရှားသည့်လမ်းဘေးမြောင်းများတွင်ဆင်းရဲဝင့်နေရလေသည်ညကလည်းအတော်ပင်နှက်လာသည့်အပြင်အလွန်တရာမှလည်းတိတ်ဆိတ်သဖြင့်ကြောက်တတ်သူများဆိုရင်ထိုလမ်းခီးများတွင်ထိုအချိန်ထိုအခါ၌သွားဝင်ကြမည်မဟုတ်ပေတော်သူနှစ်ယောက်သည်လည်းမိမိတို့အပြင်လမ်းခီးတွင်အခြားသူများသွားလာခြင်းမရှိဟုယုံကြည်စိတ်ချချသည့်အခါပြည်လမ်းမှချက် ်ပြည်လမ်းမကြီးဘက်သို့ရှေးရှု၍သွားကြပြီးလျှင်တဆေ6တီဆိုသော တိုက်အင်ကြီးအနီးသို့ရောက်ကြသောအခါအုတ်တတိုင်းကိုကျော်၍အိမ်ဝင်းခြံအတွင်းသို့ဝင်သွားကြလေသည်အဝင်အထွက်တကားကြီးများမှလည်းတန်ကျိုးတော့ခလောက်တို့ပြည်ချီနောင်လျက်တော့ခတ်ထား၍တန်ကြီးများပင်တက်နေသည်ဖြစ်လေသည်ထိုနောက်ထိုလူများတို့သည်တိုက်ရင်ကြီးအနီးသို့ရောက်သွားကြပြီးနောက်ပြောက်ွယ်သွားကြလေသည်။မောင်ဆန်ရှားကလည်းနောင်များမကြမီ အတွင်းတွင်နောက်ရောင်ခရီးလိုက်ခြင်းအပြင်အုတ်တိုင်းကိုကျော်လျက်ဝင်းချံအတွင်းသို့ရောက်လေသည်။တွေ့ရတွင်ထိုလူနှစ်ယောက်ကိုမမြင်ရတော့ချေ။ခွဲကောင်မောင်ဆန်ရှားကထိုလူနှစ်ယောက်တို့သည်တိုက်ရင်ကြီးကိုမြည်၍နေသောတပ်စီများနှင့်အေကန်အမန်မိတ်ကျွမ်းတဝင်းချစ်ခင်ပေါင်းတင်ဆက်ဆံခြင်းပြုကြရန်တိုက်ရင်ကြီးအတွင်းသို့ဝင်သွားကြသည်ဟုထင်လေသည်။မောင်ဆန်ရှားလည်းရက်ပြီးလျင်ငိမ့်သက်စွာနားထောင်ရည်ကြည်ပါတော့လဲတည့်ရပင်ကြီးများကိုတိုက်ခိုက်တော့လေးတန်းကိုချားရပြီးတော့သည် ထိုတိုက်ချိန် တိုက်အိမ်ကြီးပပတ်ဝင်းကျင်၌တရက်ပင်တို့သည်လည်းအောက်အောက်အဆိုင်ကြီးဖြစ်လာအောင်ပေါက်ရောက်နေကြလေသည်ညကလည်းအလွန်တရားမှမောင်မိုက်သောညဖြစ်၍အတော်အတန်ဝေးကွာကမိသည့်အရာကိုမှကောင်းစွာမမြင်နိုင်ပေဒေါနာမောင်ဆန်ရှားလည်းတတိကောင်းစွာထားရည်သားပြီးလျင်တိုင်ကြီးအနည်းတို့သွားရဲ့တဖန်နားဆွင့်ကနားထောင်တော်လဲလေတိုက်တန်ကိုဒါလင်ကြားရပေသည်တဖန်ထိုတိုင်ကြီးကိုပက်ပက်လဲ၍ရှောက်ပြီးနေချစ်ရှုရာအိမ်နောက်ဖေ ကာလအင်အောက်ထက်ကပရင်းပေါက်တစ်ခုကို တွေ့လေသည် ထိုပရင်းပေါက်ကိုတရုတ်ကတ်များဖြင့်ပိတ်ထားတော့လဲအလောက်မြမရှိတတ်သောအပေါက်ငယ်လေးတစ်ခုမှအင်အတွင်းတွင် မီးထွန်းထားသည့်အလင်းရောင်ကိုမြင်ရလေသည်ထွေကောင်မောင်ဆန်ရှားကထိုတိုက်အင်ကြီးအတွင်း၌တစီများသည့်စီဝေးတိုင်ပင်နေကြသလိုတို့ဒီမဟုတ်ပျော်ပွဲသဘင်စီရင်ကျင်းပနေကြသလိုဟုတွေးတော်မိလေသည်တနည်းနည်းအားဖြင့်အိမ်တွင်းသို့ဝင်နိုင်အောင်လုပ်၍ တဆင်များနှင့်အတူထုံညတွင်အချိန်ကုန်စေမည်ဟုပထမမောင်ဆန်ရှားကအကြံရှိပါသေးသည်ထို့နောက်မှပထမဖြစ်ပေါ်လာသောအကြံသည်ဒုတိယဖြစ်ပေါ်လာသောအကြံလောက်ဘယ်အခါမှမကောင်းနိုင်ဟုမောင်ဆန်ရှားကတရိယာ၏မြင်းဒီကုန်းဌာနသို့သွားရောက်ပြီးလျင်ဆိုင်ရာရဲစဝတ်ဝင်ချင်းထံစကားပြောတန်ချိုးဆက်၍မိမိတွေ့မြင်ခဲ့ရသောအကြောင်းများကိုပြောပြပြီးလျင်မိမိအားထိုတစီ၆တီဆိုသော တိုက်အင်ကြီးကိုဝင်ရောက်စီးနှင်းရှာဖွေဖမ်းဆီးနိုင်ရန်ပလိတ်အမှုတန်းအချို့တို့၏အကူအညီကိုပေးရန်တောင်းလေသည် ကျွဲကားရဲ့ဇဝုတ်ဝန်ကြီးကဂက်စရေးအားဌာနပိုင်အင်စပက်တော်ကိုခေါ်စီပြီးလျှင်ပန်ချာပြီးစစ်ဘာရီပလိတ်အမှုထမ်း6ရောက်ကို မောင်ဆန်ရှာအားပေးရန်ပြောလေသည်ဌာနပိုင်အင်စပက်တော်လည်းအိယာမကရမ်းမကရမ်းကမန်းကရမ်းထလာပြီးလျှင်ရဲဇဝုတ်ဝန်ကြီးအမိတ်ရှိသည့်အတိုင်းမောင်ဆန်ရှာအားပလိတ်အမှုထမ်း6ရောက်ကိုကြားမိခွက်များကိုကိုစီကိုင်းစီလျက်တန်တုံရင်တစ်ချောင်းမှာပေးအပ်လိုက်လေသည် ာနမှထွက်လာ၍36တီဆိုသောတိုက်အိမ်ကြီးအနီးသို့ရောက်သောပန်စာပီကလားများကထိုအိမ်သည်36တီဆိုသောအိမ်မဟုတ်လား။ဘာကြောင့်ရှိသလဲဟုမောင်ဆန်ရှားမေးလေသည်။မောင်ဆန်ရှားကလည်းမကြောက်ကြပါနဲ့။အမှုကြီးတစ်ခုကောင်းကောင်းဖမ်းမိလိမ့်မည်ဟုထင်ကြောင်းပြောပြ၍ကလားများလည်းရုံးဝန်းစွာအင်ဝင်းအတွင်းသို့မောင်ဆန်ရှားနေသူဝင်လာကြလေသည်။ထိုအိမ်ကြီးသို့ရောက်ရှိသောအခါချစ်ရှုစစေးခြင်းအပြင် ပထမမောင်ဆန်ရှားတွေ့သောအခန်းထဲမှပင်လင်တဆင်များသည့်ရှိနေကြကြောင်းကိုသိ၍ပလိတ်သားများကိုခိတ္တရက်နေရန်ပြောခဲ့ပြီးလျင် မောင်ဆန်ရှားလည်းအိမ်တွင်သို့မိခဲ့သို့ဝင်နိုင်မည်ကိုလက်လည်၍ကြည်လေသည်အိမ်ရှိအဝင် တကားကြီးကဝင်မသားလျင် နေရာချမည်ဟုမောင်ဆန်ရှားကသဘောရရှိလေသည်ထို့ပြင်လည်းမိမိကနောက်ရောက်ခံ၍လိုက်လာသောလူနှစ်ယောက်သည်လည်းထိုတကားမကြီးကိုပင်တော့နှင့်ဖွင့်၍အိမ်တွင်သို့ဝင်ချသည်ဟုလည်းအထင်ရှိလေသည် တို့ရမဆန်ရှားမှာတော့နေသူသည့်အရာတန်တူရင်းကလွယ်လေဘာမှမပါစေထိုတန်တူရင်းနှင့်ပေတော့ခလောက်ကိုချိုးစားရချိုးဖက်ရာ မကြမီအတွင်းတွင်ပင်ထိုတော့ခလောက်လည်းကျိုးရာရှာလေသည်ထို့နောက်အချို့ပလိတ်သားများကိုအပြင်၌စောင့်စီပြီးလျင်အချို့ကိုမိမိနှင့် ထက်ချက်လိုက်ပါစေလျက်မောင်ဆန်ရှားသည့်အိမ်တွင်သို့ဝင်လေသည်ထိုအိမ်ကြီးအတွင်း၌လည်းအလွန်တရာမှတိတ်ဆိတ်၍လူတန်းသူတန်းကိုဘာမှမကြားသဖြင့် ။ပေါင်ဆန်ရှားသည့်မိမိပထမမိအောင်နှင့်မြင်ရသောအခန်းရှိရာသို့လင်းမြန်စွာခြေတံမကြားရအောင်တွား၍ချောင်းမြောင်းကြည့်ရှုရာမိလဲထုံးလျက်မရှိတော့သည်ကိုတွေ့ရှိရလေသည်။တွေ့အခါကြားမိခွဲ့နှင့်ထိုး၍ကြည့်လိုက်ရာ မောင်ရောင်နေနှင့်ငါးဦးမိတ်ဆွေမှာတောင်းတရောင်းနှင့်အိပ်ပျော်နေကြပြီးလျင်ကျမ်းပေါ်တွင်ပဇွန်တော်ပွဲစားခြင်းဥတာပေးဤတိုင်းမှဖောက်ထွင်းရခိုးယူသွားသောရွှေရေငွေတဲ့အချုပ်ကိုပါပစ္စည်းအမြောက်အများတို့နှင့်ကြားမိခွဲ့အယောင်ချောင်း လှက်လက်တောက်ပြောင်လျက်ရှိနေသည်ကိုတွေ့မြင်ကြရလေသည်လူโซနီယောက်ကိုလည်းအိပ်ပျော်ရာမှနိုးချတော့လဲအိမ်မုံစုံမားနှင့်မီးရောင်ကြောင့်ရုတ်တရက်ဘာမှမလုပ်နိုင်ပဲဟန့်အားတင့်လျက်နေကြလေသည်နောင်မှအောင်ရောင်နီမိတ်ဆွေလူโซကြီးရုတ်တရက်ချောင်းတခင်ထထက်ပြီးလျင်မောင်ဆန်ရှားနှင့်ပလိတ်အမှုတမ်းများကိုခုခံလေသည်တို့ရရင်၎င်းကအလွယ်တကူနှင့်ပင်နေနေ၌တိုက်ကြပြီးလျင်ထိုတဆင်၎င်းကိုအသေးစားစားဖမ်းဆီးချုံအောင်ရထားပြီးမှ ထိုတိုက်အင်ကြီးအတွင်းတွင်လိုက်လံကြည့်ရှုရှားပွေရှားပြန်ရာအလွန်ဖိုးထိုက်တန်သောခိုးရပါပစ္စည်းများကိုထပ်မံတွေ့ရှိရလေသည်ထိုပစ္စည်းများထဲမှပွဲစားကြီးဥတာပေးကအဖိုးအနက်ကထိုက်တည်ဟုထင်သောမိမိအားမိဘဘာမိဘတို့ကအမျက်တနှိုးပြွ့၍ခန်းဝင်ပစ္စည်းအဖြစ်နှင့်မိမိလက်ထက်ထိမ်းများမင်္ဂလာပြုစဉ်အခါတွင်လက်ဖွဲ့အပ်သော ရွှေကွန်းအစ်ကြီးနှင့်ရွှေဖလားတစုံကိုပါကံအားလျော်စွာမပြတ်မစည်းရသည်ပဲတွေ့ရှိရလေသည် ထို့နောက်တိုင်ရင်ကြီးနောက်ဖေးချောင်တစ်ခုတွင်ရွှေငွေချုံရံစလုံးကြီးတစ်ခုနှင့်တကွဖဖိုးတစ်ခုကိုလည်းတွေ့ရလေသည်ထိုနေရာတွင်ပွဲစားကြီးဥသာပေးအိမ်မခိုး၍ရသော အချို့ငွေတွေများကိုအေးချိုပြီးနေပြီးသည်ကိုတွေ့ရလေသည်ထိုနေ့ညကသာမောင်ဆန်ရှားကထိုပစ္စည်းများကိုဖမ်းဆီးမမိကြလျင်ပွဲစားကြီးရွှေကွန်းအင်းနှင့်ရွှေဖလားများသည်လည်းလုံစာဖြစ်ဝေရာအကြောင်းရှိလေသည်ထို့သောခိုးရပါဖိုးတဲ့ပစ္စည်းအများများနှင့်တကွာ တခိုးများကိုမိနေသည့်အကြောင်းကိုပလိတ်သားတရားကိုလူ့ရဲ့ဌာနအုပ်နှင့်တကွရေစဝင့်ဝန်ကြီးအားအကြောင်းကြားစီ၍မြေနီကုန်းဌာနမှပလိတ်အရာရှိအမြောက်များနှင့် ရေစဝင့်ဝန်ကြီးကိုယ်တိုင်ပါ ထိုတစေ6တီဆိုသောတိုက်အင်ကြီးသို့လာရောက်ကြည့်ရှုကြပြီးသည်တရားခံ၂ရောက်နှင့်တကွခိုးရပါပစ္စည်းများဇလုံးနှင့် ဖားဖိုတို့ကိုဌာနသို့ယူလာကြလေသည်။မောင်ဆန်ရှားကိုလည်းရေစဝင့်ဝန်ကြီးကအထူးချီးမွမ်းလေသည်။ နောက်တနေ့၌မြေနီကုန်းဌာနတွင်တရင်းစာများ၌တယောက်ပြီးတယောက်လာရောက်ကြ၍သူထံကထိုသစီ6တီဆိုသောတိုက်အင်ကြီး၏တရင်းကိုမိမိတို့ဆိုင်းရာတရင်းစာများတွင်ထက်သိမ်းရာထက်သိမ်းရန်ယူချလေသည် ထိုတရင်းဒီတရင်းစာတွင်တွင်ပါလာသည်ကိုအများမျိုးသူမြေသားသို့ဖတ်ရှုချသောအခါနေရာတိုင်းအိမ်တိုင်းမှလိုပင်ထိုအကြောင်းကိုသာပြောကြဆိုကြလေသည် ထို့နောက်များမကြာမီအတွင်းတွင်ပေါင်းရှောင်းနီမိတ်ဆွေကြီးမှဝလမြိုင်မြို့ပေါ်တွင်လူရဲမှုကျူးလွန်၍ထောင်ခုနှစ်နှစ်ကြာခန့်ဘူးသည့်ဖြစ်ကြောင်းထို့သို့ထောင်ကြခံရစဉ်ထို့သူ၏အမည်မှဖကြာဖြစ်သည်။တို့ရာတွင်ထို့သူမှနာမည်အမျိုးမျိုးရှိ၍အလွန်တရာမှရက်ဆက်သောလူမိုက်ကြီးဖြစ်ပြီးလျှင်အလွန်တရာမှလူသူတော်ကောင်းတို့ကဆက်ဆုပ်ဖွဲ၆ယွန်းဖွဲကောင်းသောလူဆိုးကြီးဖြစ်ကြောင်းသိရလေသည်။ထို့တဆေ၆တီဆိုသောအင်ကြီးကိုထို့သူကခိုးတိုက်၍ရသောပစ္စည်းများကို ထားတူသောနေရာအဖြစ်နဲ့သုံးဆွဲနေသည်မှာလည်းအတော်ပင်ကြာရှိနေပြီထိုတိုင်ရင်ကြီးကို16တောတိုင်ရင်ကြီးနှင့်တူလျအောင်လဲထိုသူအမျိုးမျိုးပြုလုပ်လေသည်ထိုသူပြုလုပ်သည့်အတိုင်းလဲအနည်းအနားရှိမသိတတ်သောကလေးတငယ်များနှင့်တဆေတရဲတို့ကိုယုံကြည်လေးရှိသောသူများအပေါင်းတို့ကလည်းထိုတိုင်ရင်ကြီးတွင်အေကန်အမှန်တဆေ6တည်ဟု၍ယုံကြည်ကြလေသည်ထို့အပြင်ထိုလူဆိုးလူမိုက်ကြီးမှတယောက်တည်းမဟုတ်တခိုးများနှင့်အသင်းအဖွဲ့ပြု၍ခေါင်းဆောင်နေသောသူဖြစ်သည် ပွဲစားကြီးဥသာဘေးတိုက်ကိုသာဖောက်ထွင်းခိုးယူခြင်းမပြုကြသေးလျင်ထိုတစီ6သောတိုက်အင်ကြီးတွင်တခိုးများသည် ကြာမြင့်ရှည်လျားစွာကြက်စားရည်နေနိုင်ကြစေရာအကြောင်းရှိပေသည်တခိုးပါကြသည် နေကိုလက်လည်၍လူငယ်များကိုမိမိနှင့်ကျင်အားပါဖြစ်စေအောင်သွေးဆောင်လေရှိလေသည် ထိုသူငယ်များကိုမိမိတို့၎င်းတို့မိခိုနေထိုင်သောအိမ်များ၏အချို့အကြောင်းအဆူအကောင်းတို့ကိုပြောပြစေအောင်လဲပြုလုပ်လို့ရှိသည်ဟုသိရပေသည် ထို့သို့သောနေရာပြင်ပေါင်းရောက်နေသည်လဲ၎င်း၏လက်တွင်သို့ရောက်ရှိရလေသည်တကောပါကြားနေရောင်နေတို့သည်ပထမမြင်ပွဲ၌အတိမိတ်ဆွေဖြစ်ကြသည်ဟုဆိုပါသည်ရောင်နေဆိုသည့်လူကလည်းမူလားဆဲ့ရခန်းဓာတ်ကမကောင်းသဖြင့်သူတစ်ပါးကမကောင်းလောက်ကန်ရန်သွေးဆောင်ရာတို့ပါသွားလေသည် ဖြစ်လေသည်တကုပါကြားကလည်းရောင်နေသည်မိမိလောက်ကန်ကြံစီသောအရာများတွင်များစွာအကူအညီရ၍မြောက်စားထားလေသည်။အီအိမ်ဖောက်ထွင်းမှုချင်းကိုပထမရန်ကုန်မြို့ရေးပိုင်က ကိုရိုင်းစစ်ဆေးပြီးတကလာချိပကောက်ဆက်ရှင်ရုံးတော်သို့လွှဲလိုက်လေသည်ထို့မှုဆိုင်သောနေများတွင်ရုံး၌လူအလွန်တရားမှစီကားလေသည်ဆက်ရှင်ရုံးတော်ကစစ်ဆေးပြီးလျင်တရားခံပါးသားကိုအထက်ကလည်းပြစ်မှုကျူးလွန်ဘူးသည်ဖြစ်၍ဆယ်နှစ်တကြုံကြာခံစီရန်အပြစ်ပေးလိုက်လေသည်တရားခံရောင်ဤကိုပထမအခါကျူးလွန်သောပြစ်မှုဖြစ်၍ထောင်ဒဏ်နှစ်အလောက်ကျန်းနှင့်ကြာခံစီရန်အပြစ်ပေးလိုက်လေသည် မောင်ဆန်ရှားကိုလည်းပလိတ်မင်းကြီးက6လုံးပြူးတက်နဲ့တလဲနဲ့စွငွေပါချင်းမြေပေးသနာလေသည် မောင်ဆန်ရှားကမိမိတို့စုလက်များပေးသည့်အတွေ့များစွာဝမ်းမြောက်ပေမိမိစုံထောက်ရသောအမှုအတွက်သာတာလွန်ထူးခဲ၍ဝမ်းမြောက်သည်ဟု ကျွန်တော်အားပြောပြလေသည်ထို့ပြင်ပွဲစားကြီးဥဒါပေးကလည်းဂတိရှိသည့်အတိုင်းမောင်ဆန်ရှားကို စုမြေများပေးသည်ပါသည်အခုဖက်ပြသွားတာကတော့ဆရာကြီးရွှေဦးတောင်ရေးသားထားတဲ့ 36ဒီဆိုတော့တိုက်ကြီးတဆောင်နဲ့ပတ်သက်၍မောင်ဆန်ရှားဆောင်ထောက်ပုံဆိုတဲ့ဥဆန်ရှားဝတ္ထုတို့ဇက်သိမ်းပိုင်းကိုဖျက်ပြသွားတာဖြစ်ပါတယ်ခင်ဗျာဖျက်ပြချင်တာကတော့ Facebook ပေါ်ကစာတတူလေးတွေပါနားဆင်ပြပါအောင်ခင်ဗျာကိစ္စကြီးတွေမလုပ်ခင်မှာအရေးကြီးဆုံးကကိုယ်စိတ်ကိုပိုင်ဖို့လိုတယ် စစ်သူကြီးတယောက်ကတိုက်ပွဲတစ်ခုမစခင်မှာကိုစစ်တပ်ရဲ့အခြေအနေလူအင်အားနဲ့လက်နက်အင်အားတွေကိုအရင်ဆုံးဆန်းစစ်ပြီးတော့မှဘလို့နီလန်းတွေနဲ့ရန်သူကိုတိုက်ခိုက်မလဲဆိုတဲ့နည်းပြဟာတွေကိုကောင်းကောင်းချပြီးတော့မှတိုက်ပွဲတစ်ခုကိုစတင်တယ်။ဒီလိုမှကို့အခြေအနေကိုကောင်းကောင်းမသုံးသပ်နိုင်ရင်လူအင်အားဘလောက်ပဲများများတိုက်ပွဲမှာဘရော့မှနိုင်မှာမဟုတ်ပါဘူး။အပေါ်မှာပြောပြခဲ့တဲ့ဥပမာလိုပဲဘယ်သူနဲ့မှမပြိုင်ခင်ဘလို့ပိုင်ဆိုင်မှုမျိုးကိုမှမလုပ်ခင်ကိုယ့်ရဲ့အာသာချက်ကပါလဲ အားနည်းချက်ကဘာလဲဆိုတဲ့အချက်တွေပြင် ကိုယ်စိတ်ကိုပိုထိန်ချုပ်နိုင်အောင်အရင်ဆုံးလုပ်တင်တယ်။ကိုယ်စိတ်ကိုထိန်ချုပ်တဲ့ဆိုတဲ့နေရာမှာ ကိုယ်ခံစားချက်တွေကိုထိန်ချုပ်တာ၊ကိုယ်အပြုမူတွေကိုထိန်ချုပ်တာ၊ကိုယ့်ရဲ့ energy တွေကိုထိန်ချုပ်နိုင်တာနဲ့ကိုယ့်ရဲ့အတွေးတွေကိုထိန်ချုပ်နိုင်တာတွေဖြစ်တယ်။ကျွန်တော်တို့ရဲ့ခံစားချက်တွေနဲ့အတွေးတွေကကျွန်တော်တို့ရဲ့ဘဝတွေကိုအဆုံးသက်ပေးနိုင်လောက်တဲ့အထိကိုအစွမ်းရှိတယ် ကျွန်တော်တို့ရဲ့ခံစားချက်တွေနဲ့အတွေးတွေကကျွန်တော်တို့ရဲ့ဘဝတွေကိုအဆုံးသက်ပေးနိုင်လောက်တဲ့အထိကိုအဆွမ်းရှိတယ်။အဲ့လိုပြောလို့ပို့လိုက်တာလို့ထင်စင်နဲ့ထင်ချလိုက်မယ်။ကျွန်တော်တို့တွေမပြောဘူးဆိုတဲ့ခံစားချက်ဝမ်းနေတယ်ဆိုတဲ့ခံစားချက်ဒီခံစားချက်တွေအားလုံးကအတွေးတွေကနေဖြစ်လာတာပါ။ကိုယ်စိတ်ထဲမှာမကောင်းတာတွေများများတွေးလေမပြောတဲ့ခံစားချက်အမိုက်တွေပဲစုပုံလာလေပွင့်မို့ကိုကိုကိုပိုးပြီးစိတ်တက်ကြစေတယ်။ အဲ့လိုတွေမဖြစ်အောင်မကောင်းတဲ့အတွေ့အကြုံခံစားချက်တွေကိုထိန်းချုပ်ဖို့လိုတယ်။ဒီခံစားချက်တွေကိုထိန်းချုပ်နိုင်ဖို့ဆိုခံစားချက်တွေရဲ့နောက်ွယ်ကအကြောင်းအရင်းကိုကိုယ့်ကိုယ်ကိုမေးခွန်းနဲ့မေးပြီးတော့အဖြေရှာတတ်ရမယ်ဖယ်ထုတ်ပြရမယ်။ကိုယ့်ရဲ့ခံစားချက်တွေကိုသာထိန်းချုပ်နိုင်သွားရင်ကိုယ့်ရဲ့အပြုမှုတွေကိုလည်းထိန်းချုပ်နိုင်သွားလိမ့်မယ်။စိတ်တုန်နေရင်တောင်စိတ်လိုက်မဲ့ပါပြုမှုတာမျိုးမဟုတ်ပဲပညာသားပပနဲ့တစ်ဖက်လူကိုပြန်ချေပနိုင်တာမျိုးတွေဖြစ်လာမယ်။မလိုအပ်တဲ့နေရာတွေမှာကိုယ့်ရဲ့အချိန်ကိုမဖြုံးထော်တာမျိုး ကိုယ့်အတွက်အရေးမပါတဲ့သူတွေအတွက်အချိန်ပေးပြီးအရေးမလောက်တော့တာမျိုးတွေလှုပ်လာနိုင်ပြီဆိုရင်တော့ကိုယ့်စိတ်ကိုကောင်းကောင်းထိန်းချုပ်နေနိုင်ပြီလို့ယူဆလို့ရပါပြီကိုယ့်စိတ်ကိုကောင်းကောင်းထိန်းချုပ်နိုင်သွားရင်ကိုယ်သွားခြင်းတဲ့လမ်းကြောင်းကိုဒီဇိုင်းမှန်မှန်သွားနိုင်မယ်ပြင် ပြင်ပကဘလို့တိုက်ခိုက်မှုမျိုးကားမှကိုယ့်ကိုကြာရှုံးအောင် လက်လျှော့အောင်စိတ်တက်ကြအောင်လုပ်နိုင်မှာမဟုတ်တော့ဘူးဘလို့စိန်ခေါ်မှုမျိုးကိုမှလည်းကြောက်နေစရာမလိုတော့ဘူးလေ နောက်တစ်ပုဒ်ကိုဆက်ဖက်ပြချင်ပါတယ်ခင်ဗျာဝရသည်တုန်းကအိမ်ပေါ်ထဝရန်တာမှာစိုက်ထားတဲ့အပင်ကလေးတစ်ပင်ဟာမိုးရေများလုံးတာကြောင့်ထင်ပါတယ်အမြင့်တွေရေမျောတဖြည်းဖြည်းနဲ့ညိုရော်သွားတာအချက်တွေတွေ့ရမှာမရှိတော့ဘူးနောက်ပိုင်းကျတော့အနှဲငယ်တသားရရလေးပြန်ဖြစ်လာတယ်နေရောင်လေးပွင့်လာတယ်သူ့ပင်နားမှာဝင့်နေတဲ့ရေတွေကိုခတ်ထုတ်ပြလိုက်ရတယ်သူ့ကိုမြေကြီးအစ်စ်ထက်ပေးနေရောင်ပြပေးနေရာရွှေ့ပေး မြေဆွပေးလိုက်တာအရွက်စိမ်းပေါက်ဆကလေးတွေပြန်ပြီးထွက်လာပါတယ်။တပင်ကလေးနေပြန်ကောင်းလာခဲ့ပြီပေါ့။အရွက်တွေဝေလာခဲ့ပြန်ပြီပေါ့။အသီးတွေအပွင့်တွေဝေစားဖို့အာယူလန်းတဲ့ခဲ့ပြီပေါ့။ပြန်လဲကုစားချမ်းမာလာပြီ။သူနဲ့ကိုင်းညီမှုအစဉ်ပြေမှုရှိတဲ့အရာတွေကိုရှာဖွေတွေ့ရှိခဲ့ပြီ။အရွက်အစ်စ်ကလေးတွေနဲ့အဆကနေပြန်စားပြီ။ တပင်ကလေးကိုပြုစုနေရင်းကနေကိုကိုကိုပြန်မြင်နေမိပါတယ်။ဘာတွေစိတ်ဆင်းရဲပင်ပန်းနေတယ်လဲဆိုတာစာဖွဲ့မပြောတော့ပါဘူး။အရာရာအုံဖွဲ့များပြားလာတော့စိတ်မှမตายရတော့ဘူးမချင်းနေတော့ဘူး။စိတ်ဆွမ်းအင်းနေချလာပါတယ်။ energy တွေက low viber တွေရောက်လာပါတယ်။စီစဉ်မှုမရှိတော့ဘယ်ပိတ်ဆို့ချက်ခဲကုန်ပါလဲ။ကျမပျောက်ဆုံးသွားတယ်။ဒါတောင်မှစိတ်ကိုအမျိုးဆုံး ပြန်ပြောင်းလဲနိုင်တဲ့နည်းလမ်းတွေကိုသိတယ်။လှုပ်လဲလှုပ်တတ်တယ်။လှုပ်နိုင်တဲ့အခြေအနေလည်းရှိတယ်။ရှုထောင့်တွေကိုပြောင်းတတ်တယ်။အထောက်အကူပစ္စည်းကိရိယာတွေအဆုံးလုံးရှိတယ်ဆိုပါစို့။ဒါတောင်မှ စိတ်ခက်ခဲပင်ပန်းတာတွေကိုခံစားရပါတယ်။အဲ့လိုခံစားနေရတဲ့အချိန်မှာငါဟာတိတ်သားနားစရာကောင်းပါလား။ငါဘွားကစိတ်ပြည့်စရာပဲဆိုတဲ့နေရာကနေမဟုတ်ပဲသူ့ကိုမြစ်တာစိတ်နဲ့မြင်ကြည့်တယ်။ငါအတော်ပင်ပန်းနေတာကိုသိတယ်။ငါရဲ့စိတ်ကလေးကိုအေးချမ်းအောင်နေရမယ်။ ငါစိတ်မှာညင်သက်ခြင်းအစဉ်ရှိနေပါစေဒီလိုဖြစ်ပေါ်ငါဘာတွေလုပ်ရမလဲငါလုံနိုင်တာဘာတွေလဲလို့ပြန်တွေးမိပါတယ်လိုက်ရှာနေခဲ့ပါတယ်ကိုယ့်ရဲ့ပစ္စည်းကရိယာတစားပလာတွေကိုပဲထုတ်သုံးရတာပေါ့တရားတွေနာရတယ်ကိုယ့်ကိုယ်ကိုစကားတွေပြောပြရတယ်ယုံကြည်ချက်တွေကိုပြန်ပြီးတည်ဆောက်ရတယ်အကောင်းမြင်စိတ်တွေကိုပြန်ပြီးမွေးမြူရတယ်အယယာဖြစ်သမျှကောင်းနေတယ်လို့မြင်တာမဟုတ်ပဲနဲ့ အခုဖြစ်နေသမျှအဆင်မပြေမှုတွေကိုကျွန်တော်အောင်နိုင်သွားနိုင်မယ်ဆိုတဲ့ညွန်လင်းချက်ထားတာဟာကိုဆိုလိုချင်တဲ့အကောင်းမြင်စိတ်ဖြစ်ပါတယ်ကာလဒါနာကုသိုလ်ထုတ်ကလေးတွေဝင်များတဲ့အလုပ်ကိုနေ့တိုင်းစုသလုံးလုပ်တယ်မိတ်ဆွေတငယ်ချင်းတွေကိုစားတောက်စရာလေးတွေလက်ဆောင်လေးတွေပို့ပေးဖြစ်တဲ့ချစ်ခင်မှုကိုပြတယ်စောင်းတွေအများကြီးဖက်ဖြစ်တဲ့အိမ်ရှင်းတဲ့အဓိကကတော့ကိုမကြိုက်တဲ့အရာတွေကိုသွားမတွေးမိအောင်စိတ်ကိုသူကြိုက်တဲ့အစာတွေပြီးကျွေးထားလိုက်တာပါပဲ ကိုကိုကိုကယူနာစိတ်မေတ္တာစိတ်နဲ့ထွေးဖဲ့လိုက်တာပါပဲအတိအမဲ့ပြုတ်ပေးလိုက်တာပါပဲဒီလိုနဲ့ထိခိုက်နာကျင်နေတဲ့စိတ်ကလေးကို ပြန်ကုစားပြီးလိုက်ရပါတယ်စိတ်ထဲမှာတင်းကျပ်ပြီးပြမဲစည်းရနေတာဟာကိုနှစ်လိုတဲ့ဘဝနေထိုင်မှုပုံစံမဟုတ်ပဲဒီစိတ်ကိုတက်တာသွားအောင်လုပ်လို့ရတဲ့နည်းလမ်းတွေအများကြီးရှိနေသေးတယ်ဆိုတာကိုရှာဖွေတွေ့ရှိခဲ့ပါတယ်ကိုလိုချင်တဲ့ energy ဟာကိုရင်းမှာပဲအလုံလောက်ရှိနေပါတယ် ကိုယ်တိုင်ဖော်ထုတ်ယူမှတော့ဖြစ်မယ်အဲ့တော့မှငါဟာကုစားနေပြီငါဟာအစာနေပြန်စားနေပြီငါဟာကုကုကိုပြန်လဲရှာဖွေတွေ့ရှိနေပြီရဲ့လို့ပြန်ဖြစ်လာပါတယ်သူ့ကိုအနာပေးလိုက်ရတယ်ပြန်ပြီးပြုစုရတယ်သူ့ကိုနားလဲအောင်ချိုးစားရတယ်သူ့ကိုစကားတွေပြောပေးလိုက်ရတယ်နှွေးထွေးအောင်ထားရတယ်အေးချမ်းအောင်ဓမ္မစည်းလေးတွေတိုက်ပေးရတယ်တစ်ပင်ကလေးကိုပြုစုနေရတယ်အတူတူပါတယ်အဲ့ရွေတွေမှာကိုဟာတစ်ပင်ကလေးကိုပြုစုစိုက်ပျိုးနေခဲ့တယ်လို့ ကိုကိုကိုလည်းပြုစုစိုက်ပျိုးနေခဲ့ရတာပါပဲလူတယောက်ဟာကိုကိုကိုမေတ္တာမထားနိုင်ဘူးဆိုရင်အခြားသောတစုံတယောက်အပေါ်မှာမေတ္တာထားနိုင်ဖို့လည်းခက်လာပါတယ်ကိုကိုကိုမေတ္တာထားဖို့ချစ်ဖို့ဆိုတာပြောရတာလွယ်ပေမဲ့တကယ်လို့ကိုခက်ပါတယ်တခါလေကြတော့ကိုကိုတိုင်းကကိုယ့်ရဲ့ရန်သူပြန်ဖြစ်နေကြတာမျိုးတွေအများကြီးရှိပါတယ်ကိုမကြိုက်တာတွေမဖြစ်ချင်တာတွေကိုပဲကိုယ်တိုင်းဆက်လုပ်နေမိတယ်ကိုကိုကိုနှိမ့်ဆက်နေတယ်ဒါကြောင့်ကိုကိုကိုမင်ကန်နဲ့နီးလဲနဲ့မေတ္တာထားနိုင်မှုဆိုတာ အလွန်ရေးကြီးပါတယ်ကိုစိတ်နဲ့ကိုဟာမိတ်ဆွေလိုဆက်ဆက်ရေးမျိုးရှိနေမှသာကိုရဲ့အကျိုးကိုလည်းသူကရှေ့ရှုဆောင်ရွက်ပေးနိုင်မှာဖြစ်ပါတယ်မဟောစီအခုလိုနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးအထူးပဲတင်ရှိပါတယ်အားလုံးပဲဘေးရန်အပေါင်းကင်းစင်ပြီးကိုစိတ်နှပြစမ်းမချမ်းသာကြပါစေခင်ဗျာ